ကြံပွဲတော်ပထမဆုံးနေ့မှာရေမတော်တဆမှုတွေကြောင့်တိတ်ဆုံးသူဦးရေ29ဦးရှိခဲ့တယ်လို့ထိုင်းနိုင်ငံလမ်းမကြီးများဘေးရန်နေရခင်ရှိဆန္ဒကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ဂျမန်နီကကြောက်ခဲ့တဲ့ထိုင်းကြံပွဲတော်ဖြစ်တဲ့ဆွန်ခရန်တကြံပွဲတော်ရဲ့ပထမဆုံးနေ့မှာရေမတော်တဆမှုနေ့က17ကြိမ်ဖြစ်ပွားခဲ့ပြီး29ဦးတိတ်ဆုံးခဲ့တဲ့အပြင်တရားရရှိသူ200တဦးရှိခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဖြစ်ပွားခဲ့တဲ့ရေမတော်တဆမှုတွေရဲ့23ရာခိုင်နှုန်းကတော့အရက်နဲ့အဖျော်ရမကွေတောက်စားမောင်းနေမှုတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။ဖြစ်ပွား ွားခဲ့တဲ့ရင်တိုင်းမှုနဲ့ရင်ပြတ်တဆမှုတွေထဲမှာမော်တော်ဆိုင်ကတွေပါဝင်မှုက84ရာခိုင်နှုန်းထိပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ယူနစ်တကြပထမဆုံးနေ့မှာဖြစ်ပွားခဲ့တဲ့ရင်ပြတ်တဆမှုအရေအတွက်ဟာပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ရေအတွက်တည်းရောင်းနေခဲ့လို့သိရပါတယ်။2024ခုနှစ်စွန်ခရန်တကြံပွဲတော်ပထမဆုံးနေ့မှာရင်ပြတ်တဆမှု153ကြိမ်ထိဖြစ်ပွားခဲ့ပြီး29ဦးသေဆုံးခဲ့တာ251ဦးထဏ်ရာရှိခဲ့တာဖြစ်ပါတယ်။ဒီနေ့စွန်ခရန်တကြံပွဲတော်ကို9ရက်ကြာကျင်းပသွားမယ်လို့လည်းသိရပါတယ်။